အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်အရင်နေ့တွေကတော့တင်းတင်းကုန်တွေတာသမီတွေအတွက်တင်းလာတာသမီတွေအတွက်ကျွန်တော်ပြောပေးနေတာမျိုးရှိတယ်အဲ့တော့ဒီနေ့ကတော့ကျွန်တော်အင်္ဂါတာသမီတွေလည်းပြောပေးမှာဖြစ်တယ်ဟောအင်္ဂါတာသမီတွေအတွက်ကျွန်တော်ဘာတွေပြောပေးမှာလဲဘယ်လိုအချက်လေးတွေပြောပေးမှာလဲဆိုတာဒီမှာသိပါလိမ့်မယ်အဲ့တော့ကျွန်တော်ခုနပြောလို့ကျွန်တော်တို့မှာအထက်ဆောင်မန်းဆိုပြီးဂျိုသုံးလုံးကောင်းတာရှိတယ်ဗျာနေနိုင်ပြီပါအဲ့တော့အင်္ဂါတာသမီတွေအတွက်တကယ်ကောင်းတဲ့ဆိုတွေကတင်းတင်းကုန်တွေဂျိုတို့ ါဗုဒ္ဓဖူးဂျိုတို့เนาะစက်နေဂျိုတို့ကဒါကောင်းတဲ့ဂျိုတွေဖြစ်တယ်။အဲ့ဂျိုတွေကိုကျွန်တော်တို့ကကောင်းအောင်လုပ်ပေးနိုင်နေဆိုရင်ကာကန်ရှင်တွေအတွက်စင်္ဃာသားမီးတွေအတွက်ဘာပဲဖြစ်ဖြစ်တော့အဆင်ပြေနိုင်တယ်၊ကံကောင်းနိုင်တယ်။ပို့ပြီးတော့မြန်မာတဲ့ဘွားတစ်ခုကိုရနိုင်တယ်ပေါ့။အမှားနဲ့ကျွန်တော်တို့ကဟိုအင်္ဂါသားမီးတွေအတွက်အဓိကနဝင်းဂျိုဟာစက်နေဂျိုဖြစ်တယ်ပေါ့နော်။အဲ့တော့အဲ့စနေနဲ့ပတ်သက်တဲ့ကိစ္စကကျွန်တော်တို့အတွက်အကောင်းဆုံးဖြစ်လိမ့်မယ်။အဲ့တော့စက်နေဂျိုဟာကိုယ့်အတွက်တကယ်ကိုအဆင်ပြေဆုံး အထောက်ပံ့အပေးဆုံးဂျိုဖြစ်မယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကသိထားရမယ်ဒါကြောင့်ပဲကျွန်တော်တို့ကအင်္ဂါဆိုတာဘာလဲဆိုစိတ်လောတယ်စိတ်မြန်တယ်စိတ်မရှိဘူးကျွန်တော်အမြန်လို့လှုပ်လို့စိတ်မြင့်ပါတယ်ဟောအင်္ဂါဂျိုရဲ့အဓိကအားသာချက်ကတော့စိတ်လောတယ်စိတ်မြန်တယ်အောင်ဆိုင်တယ်တခုတည်းကိုတချောင်းတည်းကိုစိတ်ကိုထားပြီးတော့ဟိုအခြားဟာတွေဘာမှမသိတော့ဘူးအင်္ဂါအစိုးပဲရရင်တော့လည်းသူကစိတ်တိုးတယ်ဒေါသကြီးတယ်နော် စိတ်ကောက်တယ်ဇွတ်ထိုးလုံးတယ်ရိုင်းဆိုင်လာတယ်ခတ်ထန်လာတယ်ပေါ့ဒါအင်္ဂါရဲ့သဘောတွေပေါ့နော်အဲ့တော့ဒီအင်္ဂါရဲ့သဘောတွေကိုကျွန်တော်တို့ကထိမ့်ဖို့ဆိုတာဘေးကစနေရကပ်ပြရတယ်နော်စနေရလေးတယ်နှေးတယ်ကြာကြာလုတ်တယ်ဟိုဇွဲရှိတယ်ဟိုဖြစ်ဖြစ်မှန်မှန်လေးနဲ့ဟိုဆုံးဖြတ်သွားနိုင်တာကိုပြောတယ်ဒါကြောင့်အင်္ဂါသားမီးတယောက်ဖြစ်မယ်ဆိုရင်ကိုယ့်ရဲ့မူလဗီဇအကန့်ကိုကျွန်တော်တို့ကထိမ့်မိတာစနေပါ စနေကျွာကိုထိမ့်မိတယ်ဒါကြောင့်စနေနဲ့ပတ်သက်တာကတော့ကျွန်တော်တို့ကအကောင်းဆုံးအဆင်ပြေဆုံးလို့ကျွန်တော်တို့ပြောလို့ရတယ်နော်စနေနဲ့ပတ်သက်တာကိုကျွန်တော်ကတော့အကြိုက်ဆုံးလို့ပြောတယ်ဒါကြောင့်ပဲအင်္ဂါသားမိတွေကဘဝမှာအောင်မြင်နေတယ်ဆိုရင်စိတ်ရှည်ဖို့လိုတယ်နော်ဇွဲရှိဖို့လိုတယ်မိမိတို့လုံနေတဲ့အလုပ်တွေမှာအလောတကြီးမလုပ်ဘဲနဲ့ဖြည်းဖြည်းမှန်မှန်လုပ်ဖို့လိုတယ်အောင်မြင်မှုကိုတိဆောက်တဲ့နေရာမှာလည်းအဲ့လိုမျိုးပဲပေါ်ပင်လှုပ်ချင်တာမျိုးတွေနော်ချက်ချင်းငွေပေါ်ခြင်းနဲ့အလုပ်ထိတဲ့အင်္ဂါသားမိတွေက ရေရှည်ကြည့်ပြီးတော့အလုတ်ကမဲ့အလုတ်တွေတော့ရေရှည်ငါဘယ်လိုစီးဝါလို့ရင်ကောင်းမလဲဘယ်လိုအလုတ်ကငါအတွက်အကျိုးပေးနိုင်လဲဒီအလုတ်ကငါဘယ်နှစ်ပေါင်းများစွာဘယ်လိုရင်းလိုက်ရအောင်ငါဘယ်လိုအသက်မွေးမှုရမလဲဒီလိုမျိုးကိုကျွန်တော်တို့စဉ်းစားပြီးလုံးမလာအဆင်ပြေလိမ့်မယ်အဲ့ဒါကိုကျွန်တော်ကမေ့ထားလို့မရအောင်ဒါကြောင့်ကိုကိုတိုင်ကဟိုအင်္ဂါသားမီးဖြစ်တယ်ဆိုရင်နှစ်ရှည်အလုတ်တွေကိုစိတ်ဝင်စားပါရေတိုထက်ရေရှည်ကိုကြည့်ပါအလောတကြီးလောက်တာစိတ်မြန်တာတွေကိုရှော့ပါစိတ်ရှည်ပါပြီးတော့အသိခံစိတ်နဲတာတွေကိုရှော့ပါ သိခံပါအချို့နေရာတွေမှာပြောတဲ့နေရာတွေမှာပြောပဲနဲ့ငြိမ်နေလိုက်တာအကောင်းဆုံးဆိုရင်ငြိမ်နေလိုက်ပါဒါစနေရဲ့စိုးမိုးမှုကိုထိန်းနိုင်လိုက်ပြီဆိုရင်အင်္ကာရီကပို့ပြီးတိုးတက်နိုင်တယ်လို့ပြောတာပြီးရင်ကျွန်တော်တို့ကအင်္ကာသားမီတယောက်အတွက်ဆိုရင်ကျွန်တော်တို့ကဘာရီယာပို့ပြီးတော့အဆင်ပြေစေလဲပေါ့နော်အင်္ကာသားမီတွေအတွက်တကယ်ဟိုဟိုကံကောင်းစေတဲ့ကိစ္စရှိတယ်နော်အင်္ကာသားမီတွေကတကယ်အဆင်ပြေစေနိုင်တာဗုဒ္ဓဘူဂျိုပါနော်ဗုဒ္ဓဘူဂျိုဗုဒ္ဓဘူဂျိုကဘာစီးပွားဆိုတဲ့နေရာမှာရှိနေတယ်ဗျာစီးပွားဆိုတဲ့နေရာမှာရှိတဲ့အတွက်ဗုဒ္ဓဘူဂျိုကျွန်တော်တို့ကကောင်းပြီဆိုရင် တော်တော်များများအဆင်ပြေကြတာများတယ်။ဗုဒ္ဓဘူးဆိုကောင်းအောင်ကျွန်တော်တို့ကဘယ်လိုလုပ်မလဲပေါ့။ဗုဒ္ဓဘူးဆိုတာပေါင်းသင်းဆက်ဆံရေးနော်ဆက်သွယ်နေရတာချိတ်ဆက်နေရတာပြောတာ။ဗုဒ္ဓဘူးဂျိုကစီးပွားရေးနဲ့ဆက်ဆက်နေတာဖြစ်တဲ့အတွက်အင်္ဂါသားမိတွေကနှုတ်နဲတာမျိုးဟာအလို့တခုလုပ်တဲ့နေရာကြီးကြာရင်ကျွန်တော်တို့ကရှင်းပြောရရင်ဟိုစကားမပြောဘဲနဲ့အေးဆေးနေကြတာမျိုးအဲ့လိုမျိုးကိုကျွန်တော်တို့ကတော့အားမပေးဘူး။အင်္ဂါသားမိဆိုရင်စကားပြောရမယ်ဆက်ဆံရေးရှိရမယ်လက်အုံကြီးထွေနေတတ်ရမယ်နော်အဲ့တော့ မိရအောင်လှုပ်တတ်ဖို့လိုတယ်လို့ကျွန်တော်တို့ကပြောလို့လားအဲ့တော့ကမိရသွားပြီဆိုရင်တိတိတတ်တာကျွန်တော်တို့ကအဆင်ပြေလာတယ်ဘဝမှာအခက်အခဲတော်တော်များများပြည်လဲလာတယ်လုပ်ငန်းအခြေဆက်တွေရလာပြီပိုအဆင်ပြေလာတယ်အင်္ဂါသားတွေရာရှင်းလျှောက်ရင်စကားနဲ့ရက်တည်ပြီးစီးပွားရှာရင်တော့ပိုကောင်းတယ်နော်ပွဲစားလိုမျိုးအကျိုးဆောင်လိုမျိုးအချိတ်ဆက်ပေးရတဲ့အလုပ်တွေလည်းအကျိုးပေးကြတာများတယ်။အင်္ဂါသားမီးဖြစ်တယ်ဆိုရင်စကားများများပြောရတဲ့ဘေဒင်ဆရာတို့လိုရှင့်နေတို့လိုနော်ပွဲစီစဉ်သူတွေလိုနော်စကားပြောပြီးတော့အကြံပေးရတဲ့အကျိုးဆောင်တို့လိုပွဲစားတို့လို ဟိုကျွန်တော်တို့စကားပြောပြီးရက်တီကြတဲ့เนาะဗီဒီယိုဆရာဘလော့ဂါလိုမျိုးတွေဒီလိုမျိုးတွေနဲ့တောင်ပို့ပြီးတော့ asset တယ်လို့ပြောလို့ရတယ်เนาะအဲ့ဒီအချက်လေးကိုကျွန်တော်ကတော့ကိုကိုကိုတိထားပြီးတော့စကားကိုအဓိကထားပြီးတော့စီးပွားရေးနေနေတုံးပါနော်စကားပြောဖို့မကြောက်ပါနဲ့ဒါကြောင့်ပဲအင်္ဂါသားမီဒီယာစကားအတတ်ပညာလို့ခေါ်တယ်စကားနဲ့ပတ်သက်တဲ့ဤပညာတွေတကယ်ကို communication skill တွေရရမယ်ဆိုရင်ဘောကမှပိုအောင်မြင်လွယ်တာကိုကျွန်တော်တို့တွေ့ရတယ်နော်အဲ့တော့ပြီးတော့ကျွန်တော်တင်းနှင်းကုန်နေတင်းနှင်းကုန်နေ တနင်္ဂနွေကအင်္ဂါသားမိတွေအတွက်6ခုမြောက်ဆိုတဲ့စမ်းနေရာမှာရှိနေတယ်။အဲ့လိုစမ်းနေရာမှာရှိနေတာမကောင်းလားဆိုတော့တိတ်ကောင်းတယ်။တိတ်ကောင်းတယ်။အင်္ဂါသားမိကိုထိန်းချုပ်ပေးမဲ့ဟန်တယ်လုပ်ပေးမဲ့လူကတနင်္ဂနွေတနင်္ဂနွေအဲ့တော့တနင်္ဂနွေကဘလိုဟာတွေကိုကို့အတွက်ကောင်းလဲဆိုတော့ကိုယူတဲ့အိမ်တော်ဘက်ကရှင်းပြောရရင်အိမ်တော်မှုတာဝန်ဖြစ်စစ်စေဟိုအင်ရှစ်အဆက်ဟိုထွက်ပြီးဥဆောင်တဲ့လူဖြစ်စေဖလက်ကြည့်စရာမလိုတဲ့လူဖြစ်ရင်ပိုကောင်းတယ်အင်္ဂါသားမိရတခါကျရင်အိမ်တော်ဘက်ရဲ့ဝေယဝစ္စတွေမိသားစုဝေယဝစ္စတွေလုတ်ပေးခြင်းမှလုတ်ပေးနိုင်လိမ့်မယ် အဲ့တော့သူရတဲ့လူကအထပ်ပါတော့အင်ရှင်မအင်္ဂါသားတယောက်ဆိုအင်ရှင်မရရတော့အိမ်တော်မှုကိစ္စသားသမီးကိစ္စအကြောင်းကိစ္စနော်အိမ်မှာလိုအပ်တဲ့ကိစ္စလှည့်ကြည့်ကြအောင်လို့လည်းလူဖြစ်ရင်ကောင်းတယ်လှည့်ကြည့်ကြအောင်လို့ဆိုအဲ့ဒါဆိုရင်ပို့ပြီးကောင်းတယ်အဲ့အင်ရှင်မတစ်ခုဖြစ်မယ်ဆိုလည်းလို့ပဲကိုအင်ရှင်မအိမ်နောက်တောင်ပဲအဓိကလှုပ်တော့မယ်အင်စီဝါးရေးလှုပ်တော့မယ်ဆိုယောက်ျားကိုလိုက်ပြီးပူနေရတာအာယောက်ျားကဘလို့ဖြစ်နေလဲဟဲ့အပြင်မှာများပွေနေလားဟဲ့အပြင်မှာဘလို့ဖြစ်နေလဲယောက်ျားတို့ကလိုက်ပူနေရတယ်ဆိုအဆင်မပြေဘူးဒါကြောင့်ရှင်းပြောရရင်အင်္ဂါသားသမီးတွေက အိမ်အောင်ဘက်ရွေးချယ်တဲ့ရရွေးချယ်တဲ့အခါမှာသူတို့ရဲ့စိတ်ကမင်းကန်တော့မင်းအဆုံးအထိတာဝန်ယူနိုင်တဲ့လူဖြစ်စေခြင်းနဲ့ငါလည်းငါတာဝန်ငါအပိုင်းယောက်ျားဆိုယောက်ျားတယောက်ရဲ့တာဝန်မိမဆိုလည်းမိမတယောက်ရဲ့တာဝန်ငါတာဝန်ကငါတာဝန်ကြည်တော့လုပ်မယ်မင်းလည်းမင်းတာဝန်ကြည်မင်းကိစ္စတွေငါလည်းမကြည့်ဘူးငါကိစ္စလည်းမင်းလည်းကြည့်စရာမလိုဘူးအဲ့လိုဖြစ်တဲ့လူမျိုးနဲ့အိမ်အောင်ကြရင်ပိုကောင်းတယ်ပိုကောင်းတယ်အဲ့တော့တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အိမ်အောင်ဘက်ကအင်္ဂါသားမီးတွေအတွက်အလိုအပ်ဆုံးအိမ်အောင်ဘက်လို့ပြောလို့တာ နော်အဲ့ဒီအချက်လေးကိုကျွန်တော်တို့ကနားလည်သွားပြီဆိုရင်အဆင်ပြေပါလိမ့်မယ်ဒါတော့ကိုသားသမီးအင်္ဂါသားသမီးတယောက်ရှိပြီဆိုရင်ကျွန်တော်တို့ကစိတ်ရှည်အောင်သိခံတတ်အောင်ရည်ရှည်စည်းဝါးရေးတွေနှစ်စည်စည်းဝါးရေးတွေကိုသင်ပေးဖို့လိုတယ်ပညာဆိုလည်းအလုံးငါတို့ကနှစ်ရှည်ရှာပြီးမှငါတို့ပညာရမှာလက်တော်လို့ပြီးဟိုသူများလှုပ်လို့ပေါ်ပင်လှုပ်လို့ငါအောင်မြင်မလားဆိုပြီးထလှုပ်ရင်ဘယ်တော့မှအင်္ဂါသားသမီးတွေကရည်ရှည်အကျိုးမပေးဘူးအဲ့တော့အများအားကျွန်တော်တို့ကအောင်မြင်မှုကိုတကယ်ကိုတိဆောက်ရတယ်ဇွဲနှစ်ဘဲနဲ့အင်္ဂါသားသမီးတွေကိုကျွန်တော်တို့တင်စားရမယ်ချရီလို့ပေါ့ကျွန်တော်ငငယ်ကကျွန်တော်အိမ်သားမှာ ဟိုကျွန်တော်အိမ်ထောက်မှာ6တောင်ပို့ကြီးရှိတယ်6တောင်ပို့ကြီးကြည့်မကောင်းဘူးကျွန်တော်6တောင်ပို့ကြီးကိုသွားဖဲ့လိုက်ရင်ကလေးဘွားပေါ့သွားဖဲ့လိုက်တယ်ပေါ့သွားဖဲ့လိုက်ပြီး6တောင်ပို့ကြီးက9တိမနဲ့ဆိုရင်ကျွန်တော်တို့ကမြေအဆိုးလေးနဲ့ခြားပြန်ဖြစ်နေ6တောင်ပို့ကခြားလေလို့ပေါ့နော်ကျွန်တော်တို့တွေကကျွန်တော်အိမ်မှာဆိုရင်ဘီရင်ဆောက်တွေအများကြီးပေါ့ကျွန်တော်ဘီရင်ဆောက်တွေ300 400လောက်ရှိမှာဘီရင်ဆောက်ကြီးပဲအခြားသူ့တော်ရက်တာတွေဆိုရင်ကျွန်တော်တို့လှူလိုက်တဲ့ဆောက်တွေဘာသာရေးဆောက်တွေလှူလိုက်တာအများကြီးအဲခြားတွေကဘယ်လိုကြိုက်လဲဆိုတော့ မသိရအောင်တော့ဘေးမှာထားရတယ်အိစာအုပ်ကိုကျွန်တော်တို့ကလှန်မကြည့်ပြဘူးဆိုမသိအောင်ချရတိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ဖြည်းဖြည်းချင်းကြိုးစားနေတာချရတဲ့ဘောကအဲ့တော့ကျွန်တော်တို့ကအင်္ဂါသားမိတွေကချရတယ်လို့ပဲဟောင်ပေါင်ပေါင်မလုပ်ရအောင်ကိုယ့်ရဲ့တက်ထားတဲ့ပညာကိုရှင်းပြရင်မလို့အရင်ထုတ်မသုံးအောင်ငင်းငင်းစင်စင်လေးနဲ့ဇွဲရှိနေရေရှည်ကြိုးစားရင်အင်္ဂါတွေကအောင်မြင်လို့စကားပြောရမယ်ဆက်ဆံရေးကောင်းရမယ် communication skill တွေရှိရမယ်ဘယ်နေရာမှာဘလို့ပြောတတ်ရင်ဘလို့ကောင်းမလဲစကားနဲ့ရက်တည်နိုင်တယ်ဆိုရင်လည်းဘောကမှာအောင်မြင်တတ်တယ် နော်ဒါဆိုရင်နောက်တစ်ခုခုနပြောလို့ရတဲ့အိမ်တော်ဘက်တွေကတာဝန်ယူမှုတာဝန်ခံမှုရှိမယ်ကိုတာဝန်ကိုကြေတဲ့အိမ်တော်ဘက်သူ့တာဝန်တူယူမဲ့ဟိုအိမ်တော်ဘက်မျိုးနော်အထောင်မျိုးရတဲ့လူမျိုးဖြစ်တယ်ဆိုရင်အိမ်တော်ကြီးမှာပိုကောင်းတယ်အတာဝန်မျိုးတတ်ဦးနော်ကိုရတဲ့အိမ်တော်ဘက်ကကိုယ့်ကိုပဲမိခိုးနေတယ်အကိုယ့်ကိုပဲလာချွဲနေတယ်အာဒါကလည်းကိုကိုပဲတာဝန်ယူလိုက်နော်ဒါကလည်းအကိုကြီးပဲလုပ်လိုက်အဲအဲ့လိုဟာမျိုးဖြစ်တဲ့အိမ်တော်ဘက်မျိုးဆိုရင်ရေရှည်မှာအိမ်တော်ကြီးตายရဖို့ခင်းရလာနိုင်တာကိုတော့ကျွန်တော်တို့တည်တော့ဖို့လိုပါတယ်နောက်ဆုံးသဘောပေါက်မှထင်ပါတယ်ဗီဒီယိုရှင်းသွားမယ် နော်ကျွန်တော်အထက်ထက်ပြန်ပြီးနှစ်ကြိမ်သုံးကြိမ်ပြန်ပြောနေတာကိုခေါင်းနဲ့ဆွဲအောင်လို့ပြောတာရစ်တယ်ရှိတယ်ခေါင်းလူရင်းမရောက်ဘူးမထင်ပါနဲ့တကယ်ကိုကျွန်တော်တို့အကျိုးရှိလို့ဘွားသက်အစားနဲ့တော်တော့တော့နားထောင်တဲ့နယ်ထင်လို့ပြောပေးတာဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့အင်္ဂါသားမိတွေအားလုံးအဆင်ပြေကြပါစေအခက်အခဲတွေပြည်လည်ကြပါစေကိုဘွားကိုဘယ်လို handle လုပ်အောင်လဲဆိုတာသိရှိသွားကြမယ်လို့မူကိုကျွန်တော်ထင်ပါတယ်နော်အားလုံးပဲမင်္ဂလာညနေခင်းပါဗျာနားပါပြီနော်